ူဒီဝါဒနာရှင်များအားလုံးမင်္ဂလာပါနော်30ရက်တနင်္လာမနေ့ညကိုပြပေးမှာဖြစ်ပါတယ်မျိုးလို့ရေအဲ့ဒါလေးမပြခင်မှာကျမစနေနေ့ရက်လိုက်လွှင့်ထားတယ်နော်ဒါလေးကတပတ်စာလက်ဆောင်ကတ်ကလေးဖြစ်ပါတယ်မျိုးလို့ရေသူက30ရက်6လ2025မှာဒီရက်9လ2025ဒါတပတ်စာနော်တပတ်စာမပြောက်ပတ်ဒီမပြောက်ပတ်ဒီက1 3 4 နော်ဒါကပေးတယ်ပေးတယ်က933ကို925နဲ့ကတ်ထားတဲ့ပေးတယ်ဖြစ်တယ်နော်ဒါကတပတ်စာပြိတ်နော်မျိုးလို့အဲ့ဒါလေးကိုစခွင်လျှော်မရိုက်ကြသေးတဲ့အမျိုးတွေကစခွင်လျှော်လေးရိုက်ပြီးတော့ယူထားနော်အဲ့ဒါဆိုတော့ကိုယ့်ဟာကိုယ်အချိန်မရွေးပြန်ပြီးတော့ကြည့်လို့ရတယ် ဒါကကျမကဒီလက်ဆောင်ကပ်ကလေးကအဖွဲ့ဝင်နိုင်တဲ့အမျိုးတွေတော့ကျမစေတနာနဲ့ချပြရတဲ့လက်ဆောင်ကပ်ကလေးဖြစ်တယ်နော်။ပြီးခဲ့တဲ့အပတ်ကလည်းအမျိုးလိုမြင်တဲ့အတိုင်းပဲ။အဲ့တော့ဒီကပ်ကလေးကိုစကွင်းချော့ရိုက်ပြီးတော့ယူထားပါ။ယူပြီးသွားရင်ကျမမနက်ဖြန်တော့ကိုပြပေးမယ်နော်။ နှလုံးကိုအရင်ပေါင်းမယ်9နဲ့6နဲ့ပေါင်းမယ်96ပေါင်းတော့1တိပါဝါက6တိကေနခကရှိရှိကေပါဝါက3နော်ပြီးတော့ဒီ3လုံးပေါင်းမယ်ဒီနဲ့6နဲ့ပေါင်းမယ်ဒီ6ပေါင်းတော့3ည3ညကို3နဲ့ပေါင်းမယ် ုံညကို3နဲ့ပေါင်းတော့3 3ပါဝါက8 3ရဲ့နှခက5 5ရဲ့ပါဝါက3ညနော်သူကဟိုဘက်ဒီဘက်ကိုအပြီးပေါက်အပြီးပေါက်ဆိုတော့သူကပါဆင်းပေးလဲဆိုရင်ဒီ3ညနဲ့ဒီ3နဲ့မနေ့ပိုင်းမှာ30ဆိုပြီးတော့ထွက်သွားတယ်နော်အဲ့ဒါဆိုတော့နောက်တော့ပေါ့ နောက်တော့ဘယ်ရငါးနဲ့သုံးညနဲ့ပေါင်းမယ်ငါးသုံးညပေါင်းတော့ငါငါပါဝါကသုံးညငါရဲ့နှက်ခတ်ကသုံးသုံးရဲ့ပါဝါကရှစ်နိနေနိနေပေါင်းမယ်နိနှစ်ပေါင်းတော့ဒီလေးကိုခွန်နဲ့ပေါင်းမယ်ဒီခွန်ပေါင်းတော့တိ တိပါဝါက6တိကေနခကရှိရှိတိပါဝါက3နော် तू ကဟိုဘက်ဒီဘက်ကိုဒီမနေ့ညမှာ तू ကထိပေးရမယ်ထိပေးရမယ်ဆိုတော့ तू ကပါဆင်းပေးလဲဆိုလို့ရှိရင်ဒီက3တလုံးနဲ့ဒီက3ညတလုံးနဲ့မနေ့ပိုင်းမှာ3ည3လို့ဆင်းတယ်နော်မြို့လို့ညနေပိုင်းကျတော့ဒီက1နဲ့ဒီက8နဲ့ ရှိတယ်လို့ထပ်စဉ်เนาะဒီမှာက3ည3ပြီးတော့ရှိတယ်လို့စဉ်နောက်မျိုးအဲ့ဒါဆိုတော့နောက်တော့ဘွဲနောက်တော့ဘွဲက9နဲ့ရှင်းနေပေါ့မှာ9ရှင်းပေါင်းတော့5ငါပါဝါက3ညာငါရဲ့နှခါက3 3ရဲ့ပါဝါက8 ှင်းနဲ့ရှင်းနဲ့ပေါင်းရှိရှိပေါင်းတော့6 6ခု4နဲ့ပေါင်း6 4ပေါင်းတော့3ည3ညပါဝါက9 3ညရဲ့နှက်ခတ်ကခွန်ခွန်ရဲ့ပါဝါက2နော်အဲ့တော့သူကဟိုဘက်ဒီဘက်အပြီးပေါက်တဲ့အပြီးပေါက်ဆိုတော့သူကဘာဆင်းပြီးသွားလဲဆိုရင်ဒီကခွန်တစ်လုံးနဲ့ ဒီက3တလုံးနဲ့ညနေပိုင်းမှာ3ခွန်ဆိုပြီးတော့ဆင်းပြီးသွားတယ်။နောက်မျိုးလို့အဲ့တော့နောက်တစ်ပွဲနောက်တစ်ပွဲက8နဲ့8နဲ့ပေါင်းရှိရှိပေါင်းတော့6 6ပါဝါကတိ6ရဲ့နှခက်က9 9ရဲ့ပါဝါက4နော်အဲ့တော့ 3နဲ့3ညနဲ့ပေါင်းတော့3 3လေးနဲ့ပေါင်းတော့9ခွန်ပါဝါက2ခွန်ရဲ့နှက်ခက3ည3ညရဲ့ပါဝါက9ဟိုဘက်ဒီဘက်ကိုအပြီးပေါက်တဲ့အပြီးပေါက်ဆိုတော့ तू ကပါဆင့်ပေးလဲဆိုရင်ဒီက2တလုံးနဲ့ဒီက6တလုံးနဲ့ညနေပိုင်းမှာ6နှစ်ဆိုပြီးတော့ဆင့်ပေးသွား နော်အဲ့တော့မနက်ဖြန်အတွက်မနက်ဖြန်အတွက်က၄နဲ့၃နဲ့ပေါင်း၄၃ပေါင်းတော့ခွန်ခွန်ပါဝါကနှစ်ခွန်ရဲ့နှက်ခတ်က၃ည၃ညရဲ့ပါဝါက၅ခုနဲ့ရှင်းနေပေါင်းခုရှိပေါင်းတော့ခွန် ခွန်ကိုနှစ်နဲ့ပေါင်းခွန်နှစ်ပေါင်းတော့ကိုကိုပါဝါကလီကိုရဲ့နှက်ခက်က6 6ပဲပါဝါက1မနဖန်မနညမှာသူကပြီးပါနော်အဲ့တော့ဒီဘက်ကအချင်းလေးကြည့်အောင် တစ်ဘက်ကအချင်းညာသူကလည်းအထီးကြီးလို့ပဲပြောရမှာပေါ့နော်မျိုးလို့ဒီလိုနှလုံးပေါင်း65ပေါင်းတော့တိတိပါဝါ6တိကနခက်ကရှိရှိကပါဝါ3 6တိရှိ3ကဒီမနေ့ညမှာသူကထိပေးရမှာဗာထိပေးလဲ83 86ဆိုတော့73 86ဆိုပြီးတော့သူကအပြီးစင်တယ်နော်မျိုးလို့အဲ့တော့9နဲ့10နဲ့ပေါင်းမှာအဲ့9ကို10နဲ့ပေါင်းတော့3 ၃ဘဝရှိ၃ရက်ခက်ကငါငါရဲ့ဘဝ၃ည तू ကဒီမနေ့ညမှာ तू ကထိပ်ပြရမယ်။ဘာထိပ်ပြလဲဆိုရင်၃၃ညဆိုတော့ဒီမှာအပြီးဆွဲတယ်နော်။အဲ့တော့၈နဲ့၃နဲ့ပေါင်းတော့၁၁ဘဝ၆တိကနဲ့ခက်ကရှိရှိတဲ့ဘဝ၃။ तू ကဒီမနေ့ညမှာထိပ်ပြရမယ်။ဘာထိပ်ပြလဲဆိုရင် तू က6နဲ့1နဲ့ထိတယ်နော်6 5 3 1ဆိုတော့နော်အဲ့တော့3နဲ့ 3နဲ့6နဲ့ပေါင်းမယ်3 6ပေါင်းတော့9 9ပါဝါက4 9ရဲ့နှစ်ခက်က6 6ပဲပါဝါ6ပဲပါဝါက1ဒီကဒီမနေ့ညမှာသူအထိပ်ပြရမထိပ်ပြလေ9နှစ်ဆိုတော့ဒီ9တလုံးမှာတည်နော်အဲ့တော့6နဲ့3ညနဲ့ပေါင်းမယ်6ကို3ညနဲ့ပေါင်းတော့6 6ပါဝါ1 6ရဲ့နှစ်ခက်က9 9ရဲ့ပါဝါ4ဒါဒီမနေ့ညမှာထိရမယ်။ဘာထိပြီလဲဆိုတော့ရှစ်တိဆိုတော့ဒီတိတလုံးထိ။အဲ၃ညနဲ့ဒီ၃ညနဲ့ပေါင်းမယ်။ ၃ည၃ညပေါင်းတော့၃ည၃ညပါဝါက၅၃ညနှခတ်ခွန်ခွန်ပါဝါနှစ်ဟိုဒီမနေ့ညမှာထီရဘာထီပြီလဲဆိုတော့၃ခွန်ဆိုတော့ခွန်တလုံးမှာထီရအဲ့တော့၃ညနဲ့၃နဲ့ပေါင်းတော့၃ည၃ပေါင်းတော့၃၃ပါဝါရှိ၃ညနှခတ်က၅၅ရဲ့ပါဝါ၃ညဟိုဒီမနေ့ညမှာထီရဟိုဘာထီပြီလဲဆိုရင်ရှိ၃ညဆိုတော့၃ညနဲ့ရှင်နဲ့၃ညရှိလို့ရှင်နဲ့ပြီးတော့ဒီ၃တလုံးထပ်ထီ အဲ့တော့၃နဲ့ဒီ၃ညနဲ့ပေါင်းတော့လဲ၃၃ဘဝ၈၃ရက်နှစ်ခါက၅၅ရဲ့ဘဝ၃ညဒီမှာဒီမနေ့ညမှာထိရနော်အဲ့တော့ပါထိပြီးလဲဆိုရင်၃ခုဆိုတော့ဒီ၃တလုံး၃ညနဲ့နှစ်နဲ့ပေါင်းတော့နှစ်နှစ်ဘဝခွန်နှစ်နှစ်ခါက၄၄ဘဝ၉ဒီမနေ့ညမှာထိရပါထိပြီးလဲ၉ရှိဆိုတော့ဒီ၉တလုံး ့ကိုနဲ့နှစ်နဲ့ပေါင်းတော့1 1ပါဝါ6တိနဲ့ခက်ခက်ရှိ8ပါဝါ3ဒီမနေ့ညမှာထိရမယ်။ဘာထိပြီးတဲ့30ဆိုတော့ဒီတစ်လုံးတော့ကိုနဲ့နှစ်နဲ့ပေါင်းတော့1 1ပါဝါ6တိနဲ့ခက်ခက်ရှိ8ပါဝါ3ဒီမနေ့ညမှာထိရမယ်နော်။ဘာထိပြီးလဲဆိုလို့ရှိရင်3ည3ဆိုတော့ဒီ3လုံးမှာထိရမယ်။အဲ့တော့နှစ်နဲ့3ညနဲ့ပေါင်းတော့1 နိဘာဝခွန်နှစ်ကကလီလေးဘာဝကိုနှစ်ခွန်လေးကိုဟာဒီမနေ့ညမှာသူအထီးပြရဘာထီးပြလဲခွန်လေးဒီမှာအပြီးစင်နေပြီးတော့ညနေပိုင်းမှာ၃ခုဆိုပြီးကိုတော်လုံးတန်းစင်နော်အဲ့တော့၃ညနဲ့ခွန်နဲ့ပေါင်းတော့ခွန်ခွန်ဘာဝနှစ်ခွန်းနှစ်ခက်က၃ည၃ညဘာဝ၅ဒီမနေ့ညမှာထီးပြရဘာထီးပြလဲဆိုတော့၃ညနှစ်ဆိုပြီးတော့အပြီးစင်နေပြီးတော့ညနေပိုင်းမှာနှစ်ရှိဆိုပြီးတော့နှစ်တလုံးတန်းစင်အဲ့တော့နက်ဖန်အတွက်က ခွန်နဲ့၃ညနဲ့ပေါင်းတော့ခွန်ခွန်ဘာဝနှစ်ခွင်းနှစ်ခက်က၃ည၃ညရဲ့ဘာဝ၅ခွန်နှစ်၃ည၅ဒီမှာလည်းခွန်နှစ်၃ည၅နော်အဲ့တော့ခွန်နှစ်၃ည၅ကိုကုလေးချောင်းနဲ့ကပ်ပြီးအဲ့တော့ကျမတို့လက်တွဲ site ဒီမှာရရှိထားတဲ့အချင်းလေးတွေဆိုရင်ဖယ်ထားမယ်နော်ကြိုက်တဲ့လူကတော့ထည့်ထူကျမအကွက်များတယ်ဆိုလို့ရှိရင်များတယ်လို့ပြောဦးမယ်နော်အဲ့တော့ကျမအကွက်ကိုနည်းနည်းလေးကြုံပေးမယ်အားရင်းပေးနေကြအကွက်လောက်ပဲပေး နော်မျိုးတို့အဲ့တော့မျိုးတို့ကကြိုက်လို့ရှင်ထဲပြီးတော့တွဲထိုးနော်တရားဘူးနေရာဘူးထိုးတော့အဆင်ပြေတယ်အဲ့တော့ကျွန်မကြည့်ပြမယ်ဒီကခုနှစ်တုံညနော်အဲ့မှာပတိပတ်နိုင်တဲ့အမျိုးတွေကပတ်နှစ်နဲ့တုံညနဲ့နော်နှစ်တုံညပတ်တိ đó mình của mình của cả tôn nhà này xuống nhé tôn nhà cũ tôn nhà lý tôn nhà chó tôn nhà tôn nhà cả thế, thế, thế nữa, trên nó, trên nó, để cả đó thể 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 lại chỗ nữa nó chênh nó chênh mới thể lại đó nên này xuống nhé nên cũ င်းလေးနိချောနိတိနော်အဲ့ဒါရှိတယ်အဲ့ဒါပြီးတော့အောက်ကရံွက်ရံွက်ကခုံနဲ့ဆိုရင်ခုံ6တပွက်ရှိမယ်ခုံ1ရှိမယ်နော်ငါးနဲ့ဆိုရင် 5လေးရှိမယ်56ရှိမယ်နော်ပြီးတော့5တရှိမယ်နော်ခါတိုင်းပေးနေကြ12ကွက်အခုတော့13ကွက်ဖြစ်တယ်2 4 6 8 10 12 13ကွက်တကွက်ပို့နော်မျိုးဒါကတော့မျိုးလိုအနေနဲ့တရားဖို့နေရာဖို့ထိုးအောင်ဆင်ပြေတယ်နော်ပြီးရင်တော့အားထုတ်အဲ့ဒါလို့ရတယ် ိုက်တဲ့မျိုးတွေကတော့ထဲသုံးထဲသုံးဆိုတာတွဲမယ်ဆိုရင်ခွန်ကိုလို့ပါလို့ရှိတယ်เนาะဒါပေမဲ့ကျမတို့လက်တွဲဆိုင်တွေမှာမတွဲဘူးမတွဲတဲ့အတွက်ကျမမထဲဘူးเนาะအဲ့တော့မျိုးလိုကြိုက်တဲ့မျိုးတွေကတော့ထဲပြီးတော့တွဲပြီးတော့ထိုးမယ်ဆိုရင်ထိုးเนาะကျမတို့ဒါတော့ပဲပြီးမယ်ခါတိုင်းပြီးနေကြ၁၂ကွက်မိန်းကွက်ကို9ကွက်ပဲပြီးတယ်เนาะဂျန်တဲ့ကွက်ကိုဒီရောက်ထည့်ထားတာအဲ့တော့ဒီကအခုခါက main ကွက်က၈ကွက်ဖြစ်သွားပြီ ဒါကတော့၅ခွက်နော်ခါတိုင်း၁၂ခွက်ပြီးတယ်အခု၁၃ခွက်ဖြစ်တယ်တစ်ခွက်ကလေးပူတယ်တစ်ခွက်ကတော့မြို့လူနေနဲ့တရားဝုနှစ်ယောက်ဘူးထိုးရင်တော့ဘာမှမဖြစ်ဘူးနော်မြို့အဲ့တော့ကျမကြိုက်တာဆိုနှစ်နဲ့၃ညနဲ့ကြိုက်တဲ့အတွက်ဒီနှစ်၃ညတာမင်းဒါကတော့ရန်နော်မြို့အဲ့ဒါဆိုရင်မနက်ကန်30ရဲ့တနင်္လာမနေ့ညမှာအဖွင့်ကြီးကနေစပြီးတော့အောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေ။